Do share. War Music Festival ဟာဝင်ကြီးအခမဲ့ဖြစ်သတ်မှတ်ထားတာဖြစ်ပြီးလူ900လောက်လာရောက်အားပေးခဲ့ကြပါတယ်။ပရိသတ်ဟာနိုင်ငံတကာဂီတပညာရှင်တွေရဲ့တေးသံတွေအောက်မှာငြိမ်သက်စွာစီးမျောလိုက်ပါခဲ့သလိုမကြသေးခင်ကအကြမ်းဖက်တိုက်ခိုက်ခံထားရတဲ့ပြင်သစ်နိုင်ငံတွေလည်းဝမ်းနေခြင်းထိတ်မှတ်ပြမနစ်ငြိမ်သက်ဆူတောင်းပေးခဲ့ကြပါတယ်။ဒီဖြောပြပွဲကိုနိုင်ငံတကာတန်ယုံတွေပူးပေါင်းကျင်းပတာဖြစ်ပြီးပြည်ရင်းပြည်ပဂီတပညာရှင်တွေကတင်ဆက်ပေးခဲ့ကြတာဖြစ်ပါတယ်။ The aim of this event is to bring together different ဒီပြောပြပွဲဟာနောက်ခံမတူညီတဲ့ဂီတပညာရှင်တွေရဲ့ခြားနားတဲ့ဖြောပြမှုတွေကိုတင်ဆက်ချင်တာကြောင့်ကျင်းပတာဖြစ်ပါတယ်။မြန်မာပရိသတ်တွေအနေနဲ့ jazz ဂီတ၊ pop ဂီတနဲ့ရိုးရဂီတစတဲ့ဂီတပုံစံအမျိုးမျိုးတွေ့ရမှာဖြစ်ပါတယ်။သုံးရကြကျင်းပမဲ့ဒီဖြောပြပွဲမှာမြန်မာနိုင်ငံပါဝင်ဂျပန်၊ဂျာမနီ၊အစ္စရေးပြင်းသစ်ဆွစ်ဇာလန်စတဲ့နိုင်ငံတွေကဂီတအဖွဲ့6ဖွဲ့ဟာတရက်ကို2ဖွဲ့ကြနှုန်းနဲ့ဖြောပြေးသွားမှာဖြစ်ပါတယ်။ပထမဆုံးညမှာတော့ ဂျပန်မြန်မာပူးပေါင်းတင်ဆက်တဲ့ Wine Asia Classic Orchestra အဖွဲ့ရဲ့တင်ဆက်မှုအပြင်ဂျာမနီဂီတပညာရှင်လာယာဂျင်းနဲ့ဂီတမိတ်အဖွဲ့တို့ကလည်းမြန်မြန်ဆိုင်ဆိုင်ဖျော်ဖြေခဲ့ပါတယ်။ Wine Asia Classic Orchestra အဖွဲ့ကမြန်မာဂီတပညာရှင်ကိုမျိုးမင်းတန်းကတော့နိုင်ငံတကာပညာရှင်တွေနဲ့အတူမြမရိုးရာဂီတကိုပူးပေါင်းဖော်ထုတ်ခွင့်ရလို့ဝမ်းသာနေသူပါ ကျွန်တော်တို့ကတော့ပျော်ပျော်တာပေါ့နော်1 on 1တာလေဂုံလေးယူတာပေါ့နော်ကျွန်တော်တို့နဲ့အဲ့လိုပေါင်းပြီးတော့ဒီ international ကျွန်တော်တို့အလုပ်လုပ်ရတယ်ကျွန်တော်တို့ဟိုဟိုပေါင်းဆက်ပြီးလုပ်လုပ်ရတယ်လူလူတိအောင်ပြရတယ်ဆိုတာဒါကျွန်တော်တို့အတွက်အများကြီးဝမ်းသာစရာဖြစ်